တောင်းနဲ့ကြာအထင်တိမ်ခံထားရတဲ့ခင်ပွန်းပြတူပြန်လွတ်လာတဲ့ပုံမှာမထမတ်ထားတဲ့ပုံစံနဲ့တုတ်ပြန်နေကြတဲ့နန္ဒာလိုင်းနန္ဒာလိုင်းကမြန်မာနိုင်ငံရဲ့ထိတ်တန့်တတိယစင်ဝင်ဈေးကဘာပိုင်ရှန်တတိယကိုအမျိုးသားတော်ထားနိုင်တာကြောင့်အာလုံကအားကြနေကြတာပါဦးစေတီဟာနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာနန္ဒာလိုင်းကအမှုပြန်အလုပ်လေးကိုအာလုံရည်နာထားကြတာပါတတိမကြီးအနေထားနဲ့အမျိုးသားဖြစ်သူနဲ့တမင်တွေရဲ့ဘဝကိုတော့ဂရုစိုက်ပေးနေရတာပါ။ဦးစေတီဟာကပြီးကြတဲ့နှစ်ပိုင်းတွေမှာထိန်းသိမ်းခံထားတာပါ။ ရွှေဟောင်းအမွေနဲ့အဆောက်အုံကိုဖြိုချတာကြောင့်အရေးယူထိန်းသိမ်းခံထားတာဖြစ်ပါတယ်။ဒါကြောင့်မို့နနာလိုင်းကကလေးတွေနဲ့သာအပြေမှာကျင်းနေကြရတာပါ။ဦးစေတီဟာထိန်းသိမ်းခံထားတဲ့နောက်ပိုင်းမှာနနာလိုင်းရဲ့အပြုတ်မှုတွေကအလိုမကျသလိုစိတ်မရှိတဲ့ဟန်ပန်တွေနဲ့သာဖြစ်နေကြတာပါ။တကြံအကျိုးနဲ့မရောက်ခင်မှာတော့ဦးစေတီဟာကလူငယ်ချန်တာခွေနဲ့ပြလည်လွမြောက်လာခဲ့ပါပြီ။ဒီလိုရမျိုးစဉ်အထင်တင်ခံထားရကနေလူပေတက်တံမှုမိသားစုဝင်တွေက မျော်လင့်တဲ့ကြေးကိုစောက်ဆိုင်ကြတော့ပါ။ ဒီတစ်ခေါက်မှာတော့ဦးစေတီဟာကလည်းပါဝင်လာခဲ့တာပါဒါကြောင့်မို့နနာလိုင်ကတွားကြိုခဲ့ပါတယ်အင်ကိုပြင်ရောက်ခြင်းမှာနနာလိုင်ရဲ့တမင်၃ယောက်ကဖခင်ဖြစ်သူကိုအင်ရှင်မှာအပြည့်လွှားလာကြိုကြပါတယ်တမင်၃ယောက်ကဖခင်ဖြစ်သူကိုပြည့်ဖက်ကတွေ့နေခဲ့တာဖြစ်ပါတယ်ဖခင်ဖြစ်သူကလည်းတမင်တွေကိုအကြကြီးနေမှာပြန်ဖက်လိုက်ရတော့မို့အပြုံပန်းနဲ့အစင်ကဖက်နေခဲ့တာပါအဆိုပါဗီဒီယိုလေးကိုမောင်တို့ကဗီဒီယိုတင်လာခဲ့တာပါ အဆိုပါဗီဒီယိုထဲမှာနနာလိုင်းရဲ့အပြုတ်မိုလေးကလူများအတွက်တရစ်ထားဆရာဖြစ်နေခဲ့ပါပါနနာလိုင်းကခင်ပွန်းဖြစ်သူနဲ့တမင်ဖြစ်သူရဲ့အခိုက်အတန့်လေးကိုဘေးနားအနေချင်းနူးနေတဲ့ပုံရိပ်တွေအပြင်နဲ့ရှင်းနေခဲ့တာပါဒီလိုခိုက်တန့်တွေကိုမမြင်ရတာသုံးနှစ်တောင်ကြာသွားပြီမို့နနာလိုင်းကပီတိတွေဖြာနေကြတာပါခင်ပွန်းဖြစ်သွားတမင်းတွေကိုလက်နဲ့စိတ်နဲ့အလွမ်းတင်နေရကဇနီးတဲ့တယောက်အနေနဲ့ပီတိဖြစ်စရာတွေပါ မိသားစုတွေပြန်ဆောင်ချိန်မှာနန္နာလိုင်ကတကယ်ကိုဝမ်းသာပျော်ရွှင်နေတယ်ဆိုတာမျက်နှာမှာအတန်သာကိုမြင်တွေ့ရခဲ့ရပါတယ်နနာလိုက်ခုလိုပြုံးတာမျိုးကိုမမြင်ရတာကြပါပဲနနာလိုက်ကနောက်ပိုင်းမှာအနုပြန်လောကကိုလည်းခြေဥတော်တိတ်မချပါဘူးရုပ်လုံးနဲ့မပြသလိုသူမရဲ့ပုံတွေကိုလည်းတင်ပေးတာမျိုးမရှိပါဘူးမင်းတမီးတယောက်လိုပြန်စင်မှုမျိုးနဲ့နနာလိုက်ကိုအကယ်ဒမီပေးပွဲမှာသာမြင်တွေ့ကြတာပါ အကယ်ဒမီပြည်ဝဲတက်လာရင်လည်းနာနာလိုင်ကအဖြစ်သာတက်လာတာဖြစ်ပေပျော်ရွှင်နေရမျိုးမရှိပါဘူးအင်တာဗျူးဖြေတာမျိုးတွေဆိုလည်းလောဘကိုစိတ်မရှိပဲခက်ပြက်ပြက်တာတော့ပြန်တတာပါခင်ပွန်အဖြစ်သူအိမ်ပြန်ရောက်လာတဲ့ချိန်မှာတော့နာနာလိုင်ရဲ့အပြုံးစစ်ကြွေကိုဗိတ်ရီကမြင်တွေ့လိုက်ရပြီဖြစ်ပါတယ်နာနာလိုင်တို့ဟာကိုမီတာအစုပြန်ဆောင်တော့ပြီဖြစ်တာမို့တရားနဲ့တရားကိုစိုက်ကဖြစ်တန်းကြတော့မှာပါ ကျန်းတော်မှုတွေတဲ့မိသားစုတွေတစုတစီတဲ့တူတူရှိဖို့သာလိုအပ်တော့ပါနနာလိုင်းတို့မှာတသက်သာသုံးမကုန်တဲ့စီစဉ်တွေလည်းပိုင်ဆိုင်ထားပါပြီဒါကြောင့်မို့ဒီထက်ပိုကျန်းတော်ဖို့တဲ့ဘဝရဲ့ပျော်ရွှင်မှုတွေကိုသာအေးအေးဆေးဆေးရှာဖွေရင်ဖြတ်တန်းကြတော့မှလို့ပြည်သူတွေကခံမနေကြတာပါဝဇီတီဟာကပြန်လွတ်လာတာကြောင့်ပီတိရိဖျာကဝန်တာမစုံဖြစ်နေခဲ့တဲ့နန္နာလိုင်းပေါ်ပရိတရိရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ရှင်စီတိုင်းကိုကျေးဇူးများတင်ပါတယ်။